ကမ္ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ဟာ FIFA လူမှုအကျိုးပြုလုပ်ငန်းကော်မတီ FIFA Football Social Responsibility Committee ရဲ့ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌဖြစ်သူဦးစောစောကိုတာဝန်ပေးခန့်အပ်လိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကဆွစ်ဇာလန်နိုင်ငံဇရစ်မြို့မှာပြုလုပ်ခဲ့တဲ့ FIFA ကောင်စီအစည်းအဝေးမှာ MFF ဥက္ကဋ္ဌဦးစောစောကို FIFA လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ်ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် MFF ဥက္ကဋ္ဌဦးစောစောဟာ FIFA လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ်2025ခုနှစ်ကနေ2029ခုနှစ်အထိတာဝန်ထမ်းဆောင်သွားရမှာဖြစ်ပါတယ်။ FIFA လူမှုအကျိုးပြုလုပ်ငန်းကော်မတီကိုဥက္ကဋ္ဌ ဒုဥက္ကဋ္ဌအဖွဲ့ဝင်22ဦးလို့ ਨੇ ဖွဲ့စည်းခဲ့ပြီးဥက္ကဋ္ဌဖြစ်သူဦးစောစောရဲ့လက်အောက်မှာဒုဥက္ကဋ္ဌအဖြစ်အာဂျင်တီးနားနာမည်ကျော်လက်ရွေးစင်ကစားသမားဟောင်းဂျာဗီယာဇနက်တီကတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ FIFA လူမှုအကျိုးပြုလုပ်ငန်းကော်မတီဟာကမ္ဘာတစ်ဝှမ်းမှာရှိတဲ့တဘာဝဘီအန်ဒီရဲ့ထိခိုက်ခံခဲ့ရတဲ့နိုင်ငံတွေစင်ရန်နွမ်ပါနေကြတဲ့နိုင်ငံတွေကဘောလုံးနဲ့သက်ဆိုင်တဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေကိုကုညီထောက်ပံ့လှုံ့ဆော်ပေးရတဲ့ကော်မတီဖြစ်ပါတယ်။ MFF ဥက္ကဋ္ဌဦးစောစောဟာအာရှဘောလုံးအဖွဲ့ချုပ် AFC မှာလည်းလက်ရှိအကြီးတန်းဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေလျက်ရှိပါတယ်။